ြာနေနခဏဆိုရတော့နေတယ်ခမုန်းနေတူနေနစနေတာနာရုံနေ1968ဘောဇာတေပြီ1386ခုနှစ်တဘာနာဇန်ဆက်စုံရင်ခရင်းနေ1925ခုနှစ်မတ်လ17ရက်အင်္ဂါနေ့မှာမင်းဒီတိုင်းဒေသကြီးပြည်ဦးရေမြို့တောင်ဘူးလာဆရာတော် ချင်းချင်းနဘောကဥစဉ်တည်ထောင်နေတောင်မူလာကျောင်းရဲ့တုံးရတာတရားစခန်းရဲ့ဒုတိယနေ့နောက်ဆုံးချိန်မှာတည်ဆုံလိုက်ပါတယ်ဗျာဆက်လေးလို့လေတရားဓမ္မတွေစတင်ပြီးသင်ကြားဖို့အတွက်မိလာပေါင်းတဲ့ပြည့်စုံကြပါစေမေတ္တာချုံကြီးလုံကြပါစေသစ္စာဆောင်ရည်ပံကြပါစေဗျာဆက်လေးရဲ့ဒီအတိတ်ဆက်စုံပါလေးလည်းသင်ရမယ်နော် မနေ့ကတော့ကြာကြာလေးရှိတယ်နော်ဆယ်လေးတို့ကဘောဒီပက္ခိယတရား30ခန္ဓာပါပါဘောဒီဆိုတာဘယ်ညေဘုံညေပက္ခိယဆိုတာတိုင်းဝိုင်းသင်္ပေခြံရယ်ဘောဘုံလို့ဘယ်ညေကိုရကြည်ကြီးသူနဲ့သွားဖို့သူတို့ကိုပြီးသွားဖို့ဒီတောင်လက်တွေနဲ့ဒီအဖော်တွေနဲ့သွားပါဘယ်ညေဘုံညေရဆိုတော့အဲ့ဒီ တောင်လက်ကအသေးလေးအချိန်ကျကဘယ်နှပါရှိလဲ38ပါအဲ38ပါကိုဆက်ပြီးတော့အဖို့အစုနဲ့ပြောရင်ခုနှစ်စုတတိတံဘတ်တိတ်အိမ်ပလာဘုဆင်မက်ကေခုနှစ်အိမ်ဒေတော်ကမာနေတာခုနှစ်ရှိပါ38တတိပြန်တရားဘယ်နှပါ4ပါ သမတသမဗရာတရားဒေဝပါအိတိပါမေပါဘုနာပါအိန္ဒြေငါပါဘုဇေခေါ်တပါနေတိရှိပါပေါလိုက်ရေ39နာမည်ကုသံဘုရားခေကိုရောမြတ်ကြီး39နာမည်မှာဘုရားဖြစ်တယ်နောက်တော့တေတရမင်းသားဘုဆက်ကိုနေမှာဒေါက်တာတဲ့ဥရွေလာတော်ဆရာမတို့ကရစရိယံကျင့်တာ ၅နှစ်နဲ့ရှင်းလား၆နှစ်ဒီပါကြာတယ်တက်တော်၃၅နှစ်မှာဖျားဖြစ်တယ်တက်တော်၈၀မှာပြင်းနေပဲဆက်တယ်ဟုတ်ပြီဖျားဖြစ်ခဲ့တာ၄၅နှစ်လူတို့ခေါ်၄၅နှစ်ရဲလူခေါ်၄၅၀၀၀ကလပ်ပတ်လုံးဖျားရှင်ပြောခဲ့တဲ့စကားတွေကိုပဲတရားလို့ခေါ်တယ်အဲ့တရားတွေဆိုတော့တရားကိုဓမ္မလို့ခေါ်တယ်တရားကိုဘာလို့ခေါ်လဲဓမ္မ ခန္ဓာဆိုတာအစုတရားကိုဘာလို့ခေါ်လဲဓမ္မခန္ဓာဆိုတာဘာလဲအစုဓမ္မနဲ့ခန္ဓာနဲ့ပေါင်းတော့ခါဝေးဒီကာကြီးခါဝေးခါဝေးဒီဒုတိယစကလုံးဖြစ်တော့စလုံးကလည်းကာကြီးလေးခေါ်ပြီးဆက်တော့ဓမ္မခန္ဓာလားဓမ္မခန္ဓာလားဓမ္မခန္ဓာဓမ္မခန္ဓာအဲ့ဓမ္မခန္ဓာလုံးဘယ်လောက်ရှိရင်ရှင်းသားလေးလားရှင်းသားလေးလောက်ရှိပြီအဲ့ဓမ္မခန္ဓာပေါင်းရှင်းသားလေးလားကို ဒီတကအပြင်ပြောရင် test to be learned သုံးပုံဒီကအပြင်ပြောရင်၅စုံဘောရိဘကိအပြင်ပြောရင်38ပါးမြက်ကအပြင်ပြောရင်10ပါးသီလတမာရိပညာဆိုတဲ့သိက္ခာနဲ့ပြောရင်3ပါးနှိချုံလိုက်ရင်ဤကိုဓမ္မဆိုတဲ့အတိုင်းကိုရရှိအဲ့ဒီမြက်ကနာမောရှင်းတောင်းလေးတောင်းလာနှိချုံလိုက်တဲ့ဘောရိဘကိရာ38ပါးမှာ သတိပဋ္ဌာန်လို့ပြောတဲ့ကာယ ानु ပတ္တနာသတိပဋ္ဌာန်ဝေဒနာ ानु ပတ္တနာသတိပဋ္ဌာန်စိတ်ဓာတ် ानु ပတ္တနာသတိပဋ္ဌာန်ဓမ္မ ानु ပတ္တနာသတိပဋ္ဌာန်ဒါလေးလေးဆက်လက်သင်ပြီးပြီပြီးတဲ့အခါကျတော့သမဂ္ဂဏတရား၄ပါးအကုသိုလ်နဲ့ပတ်သက်လို့၂မျိုးကုသိုလ်နဲ့ပတ်သက်လို့၂မျိုးဖြစ်ပြီးဖြစ်စေအကုသိုလ်တွေကိုပယ်ပြောက်သွားအောင်ထားတဲ့ဝိရိယ မဖြစ်သေးတဲ့အကုသိုလ်တွေကိုဖြစ်ကိုမဖြစ်အောင်ဆိုပြီးတော့ဇွဲလုံးနာဝရိယနဲ့ထားထားတဲ့နော်ဝရိယမျိုးကုသိုလ်နဲ့ပတ်သက်လို့မဖြစ်သေးတဲ့အကုသိုလ်တွေကိုငါရဲ့တဏ္ဍမှာဖြစ်ကိုဖြစ်ရမယ်ငါမက်တည်းမကြသေးဘူးဖိုးတွေမကြသေးဘူးနော်ဇန်တရားတွေမတရားတွေဖိုးတရားတွေမိဘကမျက်မှောက်မပြုတ်ရသေးဘူးငါတဏ္ဍမှာရှိနေတာကြာပြီငါဒီတခါတော့ရအောင်လုပ်မယ်ဆိုတော့ မဖြစ်ပြအောင်လုပ်မယ်ဆိုရင်ဝိရိယမျိုးဖြစ်ပြီးဖြစ်စေကုသိုလ်တွေကိုကြည်ပွားအောင်တိုးတက်အောင်ကျေပြန့်အောင်ပို့ပို့ပြီးတော့များပြားလာလုပ်မယ်ဆိုရင်ဝိရိယမျိုးတမန်ပြန်တရားခဏပါလေးပါ။ခါလေးလေးဆက်လေးသိပြီးပြီ။သူဆက်လေးသိရမှာပါလေအဋ္ဌိပ။အဋ္ဌိဆိုတာပီစီချင်းပါရဆိုတာတရားပါရဆိုတာခြေကံပီစီချင်းရဲ့ခြေကံအဋ္ဌိနဲ့ပါရနဲ့ပေါင်းတော့အဋ္ဌိပ။ ်လို့ပြောလဲအိတ်ဒီဘဏ္ဍာဒါဆိုရင်ပြီးစီးခြင်းရဲ့အခြေခြင်းဒီဘဏ္ဍာလေ၄ပါးဆန္ဒဆိုတဲ့ပြီးစီးခြင်းရဲ့အခြေခြင်းတစ်ပါးဝိရိယဆိုတဲ့ပြီးစီးခြင်းရဲ့အခြေခြင်းကတစ်ပါးစိတ်ဓာတ်ဆိုတဲ့ပြီးစီးခြင်းရဲ့အခြေခြင်းကတစ်ပါးဝိမန္တလို့ပြောတဲ့ပြီးစီးခြင်းရဲ့အခြေခြင်းကတစ်ပါးဘာအလုံးဘဏ္ဍာလေ၄ပါးအဲ့တော့ဆရာလေးကဆန္ဒနဲ့ပတ်သက်လို့တဏှာပြီးပြီးဆန္ဒပြင်းထန်တဲ့ဆန္ဒဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဆန္ဒ ဒီရာကိုဖြစ်ရမယ်လို့ပြောရင်အိဆန္ဒကိုဟိုမှာပေးထားတယ်တိမိမင်းသားလေးရဲ့ဆန္ဒမျိုးဘယင်ဖြစ်ကိုမဖြစ်ရဘူးဘယင်ဖြစ်ရင်သူဘာလုပ်မလဲအကုသိုလ်လေးလုပ်မိမယ်ငရေကြလာအဲ့ဒါကလေးလေးဖြစ်ပြီလေလိလာသားလေးလေးဆက်ချက်ချင်းသားလေးသူ့ကိုဘလို့လဲနော်ဒုက္ခတွေပြပြ သူကလုံးဝစကားမပြောရင်သူ့ရဲ့ဆန္ဒကြီးဘယင်မဖြစ်ရတူနေ အဲ့ဒီဆန္ဒဘလောက်တော့ခံမှကြီးကျယ်လဲဆိုရင်ဆက်ချောင်းကျသားတွေသူ့ကိုဘလို့စကားပြောအောင်ပြောပြောလို့မရဘူးเนาะခေတ္တလည်းတင်းတင်းမင်းသားနဲ့ပြလိမ့်ပြီနောက်တစ်ခါဝိရိယဝိရိယနဲ့ပတ်သက်လို့ဝိရိယမှာလျောင်းတော်တော့မမှုပဲနဲ့ဒုတင်တော့နော်မြစ်တိစီဒုတင်လုံးဝကြောတခင်းနဲ့ဒုတင်ဆောင်ရတဲ့စက္ခုပါလာမတိမျက်လုံးတော်ပေါက်သွားတဲ့ဒီသူကကြောမခင်းနေဘူးဒါလည်းဥမာပြီးခဲ့တဲ့ ဝရိယအင်မတန်ကောင်းနေသမဗရံတရားဘယ်နှပါ၄ပါးပါဒါလေးအကုသိုလ်နဲ့ပတ်သက်လို့နှမျိုးကုသိုလ်နဲ့ပတ်သက်လို့နှမျိုးအဲ့ဒီစူးစမ်းမှုမျိုးတွေအယိုးပဲကျန်ရင်ကျန်ပါစေအရည်ပဲကျန်ရင်ကျန်ပါစေအကျိုးပဲကျန်ရင်ကျန်ပါစေနောက်ဆုံးအသွေးအသားတွေခန်းကြောက်ရင်ခန်းကြောက်ပါစေဆိုတဲ့ဝရိယမျိုးထားပြီးစူးစမ်းရင်မဖြစ်ဘူးလားဖြစ်လားဖြစ်တယ်နောက်တစ်ခုဝရိယနဲ့ပတ်သက်လို့ပြီးတော့စိတ်တက် စိတ်ဆိုတာအာယုံကိုတည်တတ်တဲ့သဘောအဲ့ဒီစိတ်တည်အဋ္ဌိပါဒလို့ပြောတဲ့ပစ္စည်းကြီးရဲ့အခြေခံဖြစ်ဖို့ဆိုတာအင်မတန်ဆွေးဆွေးလန်းလန်းနော်မဖြစ်မနေဖြစ်ကုန်ဖြစ်ရမယ်ဆိုတဲ့ဒါမှဒါပဲဆိုတဲ့စိတ်ကြီးကိုပြောတာဆွေးလန်းလိုက်တာမှလေဒီအရာတစ်ခုကမလို့ဘာကုန်မှမလုပ်နိုင်တော့ဘူးစာပေထဲမှာဆိုဘာလဲပြန်လဲဆိုရင်ဒေဒီဆရာတော်ပြကြည့်ရ အဲ့ဒီရဲ့ထိုးတဲ့သူတွေနဲ့ပြန်တယ်ဘလောက်တောင်ဆွဲဆန်းနေဆိုကြားမလားအဲ့ဒီရဲ့ထိုးတာပို့ထိုးတယ်ဆိုတာလေကြားပါဗျာနော်အဲ့ထိုးထိုးတဲ့ပုံကိုလည်းဘာမှမသိတော့ဘူး